ဖုတ်ဘောမှာ celebrate သူများအားလုံးပဲမင်္ဂလာပါကျတော့ကျွန်တော်အခု၃၀၀ပွဲက Manchester United အသင်းနဲ့ Arsenal အသင်းတို့ရဲ့ပွဲဆိုတော့ဒီပွဲမှာတိုင်ရင်တော့ရှေ့မှာ Chelsea ပွဲ Tottenham Hotspur ပွဲဒါကစားထားတယ်ကျွန်တော် Chelsea ပွဲကတော့ဒါ Liverpool ပွဲနဲ့အတူမနေ့ပြန်တင်တင်ပြမယ်နဲ့တူတယ်အခုကတော့ဒါဒီ Super Sunday ရဲ့အကောင်းဆုံးပွဲတွေဖြစ်တဲ့စိတ်ဝင်စားစရာအကောင်းဆုံးပွဲတွေဖြစ်တဲ့ Manchester United နဲ့ Arsenal ပွဲပေါ့နော်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးအမှောင်ဆုံးပြောချင်တာကအဲ Bruno Fernandes ကို ရောင်းပလိုက်စမ်းပါကွာလို့ဒီ Bruno Fernandes ဟာတုံးစားမရပါဘူးလို့ Bruno Fernandes ရှိနေသေးတော့ Manchester United ကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့သူတွေဒီကစားသမားရဲ့တန်ဖိုးကိုပို့ပြီးတော့နားလေသိမ့်ပြီလို့ထင်တယ်အဲ့လိုမှမဟုတ်ဘူးစင်တော့ဒါရှင်းရှင်းမပြောရအောင်မယ် Bruno Fernandes က United မှာရောင်းထုတ်ခံရသင့်တယ်လို့မြင်နေသူတွေကဘောလုံးကိုပေါင်းပေါင်းနားမလဲတဲ့သူတွေပဲ ဘလုံးအတင်းတတင်းရလက်ဆိုးပြီဆိုရင်ပထမဆုံးလညူတို့ခံရတဲ့ကစားသမားတွေပွာတော်တော်တနာဖို့တော့ကောင်းတယ်ဒါပေမဲ့ဘရူနိုဖရန်ဒက်စ်ကအဲ့ဒီအရာနဲ့မထိုက်တန်ဘူးဆိုတော့ပရီးမီးယားလိဂ်မှာဒီရာသီမှာ chance created ဒါဒီပွဲမှာတိုင်ခင်ကို59ချိန်လုပ်လာတယ်အဲ့ chance created 59ချိန်ဆိုတာကတကယ်ဆိုရင်ပုံမှန်အားဖြင့်ဆိုရင်ကိုဖန်တီမှု17ချိန်လောက်ဖြစ်တဲ့နဲ့ကျွန်တော်5%နဲ့တွက်ရင်တော့မှာကိုဖန်တီမှု assist ဖြစ်သွားတဲ့အချိန်ကြီးတွေ15ကျင်းလောက်ဖြစ်တယ်။ပြီးတော့ Bruno Fernandes ရဲ့ chance created ဆိုတာကများသောအားဖြင့်ဟာတောက်ဆက်ကောင်းတဲ့ dangerous zone တွေကိုကျတဲ့ chance created ဖြစ်တော့တွေ့ရတယ်။ပြီးတော့ဒီဘက်မှာအထူးသဖြင့်သူတွန်းသွားတဲ့တည်ရှင်ရဲ့အချိန်မှာ Grenoble ပြောဆိုပဲဒီပွဲထဲမှာတော့ဒီပွဲကစားနေရင်လည်း Grenoble ပြောဆိုတော့ untidy ဆိုတော့အမှန်ပဲပထမပိုင်းမှာပေါ့လေပထမပိုင်းမှာဒါမှမဟုတ် level အခြေအနေကိုထိန်းထားနိုင်တယ်။အဲ level အခြေအနေကိုထိန်းထားနိုင်ဖို့အတွက်လှုပ်လှုပ်တဲ့အခါမှာ တသိန်းလုံးအလုပ်လုပ်တယ်ဘသူကကောင်းတယ်ဘသူကညံ့တယ်ပြောလို့မရဘူးအကုန်လုံးဟန်ချက်ညီတယ်ဒီ download တို့ masterwi တို့ဒါဒီပွဲကြတော့နှစ်ယောက်စလုံးတကယ်ကြီးကျူးဖို့ကောင်းတယ်ဒါပေမဲ့အဲ့ဒီအနေအထားမှာဒီ level အနေအထားကိုဒီ arsenal ကပြီးတဲ့ pressure တွေကို absorb လုပ်ရင်းလုပ်ရင်းနဲ့ပြန်ပြီးတော့သူတို့ဖောက်ခွဲဖို့အတွက်ကြိုးစားတာက counter attack အဲ့ဒီ counter attack လမ်းကြောင်းนี่လေကောင်းကောင်းမရတဲ့အခြေအနေမှာအသင်းကိုဒီစိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း ီးတော့ game situation အရာတော့လောက်ကောင်း။အော် game design ကမလှပြီမဲ့ game situation အရာတော့လောက်ကောင်း။အားတာစီမဲ့အခြေအနေကောင်းစီမဲ့အခွင့်အရေးတည်ရင်ရတယ်။ Color Fury ညံ့တာ။ Color Fury ဒီသူ့ရဲ့ဒီခေါင်းတိုက်တဲ့ဘောလုံးညံ့သွားတဲ့အနေထားနေပြီးတော့ကနာချွေ second ball ရသွားတယ်။အဲ့ဒီ second ball နဲ့အတူ Leandro Trossard အရှိကဖြတ်ဝင်တဲ့အချိန်မှာ free kick ရတယ်။အဲ့ free kick ကို Bruno Fernandes ကန်သွားတာ။ကန်သွားတဲ့ အကွာအဝေးရတော့လကောင်းပြီးတော့ဒီ wall နဲ့ဒီကန်ကန်ရဲ့ဒီအကွာကြီးအကွာဝေးကနည်းနည်းလေးပိုဝေးနေတယ်နည်းနည်းလေးပိုဝေးနေတယ်ဆိုတော့ဒါကကွင်းတဲ့တိုင်းလေးလဲဒါစိတ်မှန်းနဲ့ဆိုရတာဖြစ်တဲ့အတွက်ဒီလောက် margin ကတော့ရှိမယ်ဒီ marginal error ကတော့ရှိမယ်ဒါပေမဲ့အဲ့ဒီအနေအထားကိုပြောရင်ခဏအပြည့်ဝအသုံးချသွားတယ်ဆိုတော့ကန်ချက်ကဒီ25ကိုက်အကွာလောက်ကကန်တယ် တနာယို80 80 90ကီလိုနှုံးလောက်တော့ကြည့်မယ်ကျွန်တော်လည်းအတိအကျမသိဘူးကန်ချက်ပေါ့ပါဝါတော့ပါတဲ့ကန်ချက်ဆိုတော့တည်သားတယ်ကိုယ်တည်းကိုဆော့ခနဲ့ဝင်သွားတယ်ဆိုတော့ဒါမျိုးကဟိုဟိုဘလိုကောင်လဲဆိုတော့ဖီအားတွေရဲ့အလင်မှာလူတိုင်းမလုံနိုင်ဘူးတကယ် elite အလွာရောက်နေတဲ့ကစားသမားတွေဒါငါတို့တို့အခွင့်အရေးပဲဟိုကျုံကြည်ကြည်နဲ့ယူဆပြီးတော့ဒါတော့ကနာချိုးကသူကမ်းလို့လို့ပါလူလာရှုပ်နေသေးတယ် စိတ်ထဲမှာကျွန်တော်ကဒီကျွန်တော်ကမန်ချက်စတာယူနိုက်တက်ဖန်လည်းမဟုတ်အာဆနယ်ဖန်လည်းမဟုတ်ဒါပေမဲ့ဒီလိုအနေအထားတွေကတော့တော်တော်ကြီးကုန်းမှုကောင်းတယ်စိတ်ထဲမှာကိုးသွားရင်ကောင်းမယ်ပွဲပိုကောင်းသွားမယ်လို့လည်းတွေးနေတကယ်လည်းကိုးသွားတယ်အော်ဒေးဗစ်ရေယာနဲ့ပတ်သက်ပြီးတော့အနေလေးပြောစရာရှိတယ်ရေယာကဒီပွဲမှာ တကယ်ဟိုမဂျစ်ကဆေးဖ်လို့ပြောရမယ်ဒီကာဝယ်မှုအပါဝင်တာဝန်မှုကောင်းနေလုတ်ခဲ့တဲ့ကိုးသမားဆိုတာမှန်တယ်ဒါပေမဲ့ဒီဂိုးမှာဒေးဗစ်ရေယာအနေနဲ့သူ့ရဲ့ဒီ positioning ဟာ အားနည်းချက်ရှိခဲ့ပြန်တယ်။မန်ချက်စတာနဲ့အတင်းနဲ့ဒီပြီးခဲ့တဲ့သူတို့ပန်နီသုံးဖြတ်နဲ့ထွက်ခဲ့ရတဲ့ဖလားပွဲမှာဒေးဗစ်ရေယာရဲ့ကိုဖမ်းပုံဟာဒါကသူ့စိတ်ကိုယ်ထဲမှာရှိလို့ဖမ်းလာလားကိုနီးပြားကခိုင်းလာလားဆိုတော့မသိဘူးမယ်။အရန်စတန်ထွက်ကုန်တယ်။ပုံမှန်အားဖြင့်ဒီကိုသမားတွေဟာကိုဖြစ်တဲ့ဘက်မှန်တဲ့အခါမှာတောင်းမှဟိုမိမယ်လို့မသေးကြဘူးပေါ့လေ။မသေးကြဘူးဆိုတော့ကတောင်းပူကြတော့မျိုးဖြစ်စီ ည်းနည်းနောက်ကျသွားမှမျိုးဖြစ်စီဟိုလွဲချော်တတ်တယ်ဆိုတော့ဒါပေမဲ့ကိုသမားတွေကဒီလိုပဲကာကွယ်နေကြတာပဲဒေးဗစ်ရေယာကကန်တော်မကန်သေးဘူးတလန်းနှစ်လန်းအရင်တိုးပြီးတော့မှဒီကိုရဲ့ site ကိုအပြည့်ရောက်အောင်လို့ပြတဲ့ပုံစံကိုသူရွေးချယ်ခဲ့တယ်ဒါပြန်ပြတဲ့ပုံစံကိုအဲရွေးချယ်တဲ့အခါမှာ Manchester United ကစားသမားတွေကသူလှုပ်တဲ့ဘက်ကိုရွေးတဲ့ဘက်ကိုကြိုသိနေပြီပြီးတော့ကန်သွားတယ်ကိုရယ်ကိုရယ်ကိုရယ်နဲ့ Arsenal အပန်းတွေဆုံးဖြစ်မှာရှုံးသွားတယ်အခု ဒီမှာလည်းဒီလိုဘသူခြေလမ်းနှစ်လမ်းခိုးတယ်ခိုးပြီးတော့ပြန်ရက်လိုက်တယ်အဲ့တော့ပြန်ရက်လိုက်တဲ့အချိန်မှာဘရူနိုဖန်ဒက်ကကံမှုလှုပ်ပြီးအဲ့ကံမှုလှုပ်ပြီးဘောလုံးထွက်လာပြီဆိုတဲ့အချိန်မှာပြန်ဆလှုပ်တယ်လှုပ်တော့အရန်နောက်ကျသွားပြီဆိုတော့ဒီဂိုးဝင်သွားတဲ့ဒီ cross line ရှိတာပေါ့လေကျွန်တော်မမြင်ရတဲ့စိတ်ကူး line ပေါ့အဲ့ line ကိုဘောလုံးဖျက်သွားပြီဆိုတဲ့အချိန်မှာအဲ့ဘောလုံးဟာဂိုးတိုင်နဲ့ဒီဘက်အတွင်းလေးကိုအဝေးပြန်သေးတယ်ပြောလို့ဆိုတောင်းမကြဘူးဆရာကြီးတောင်းလည်းမဟုတ်ဘူး ်ဆရာကြီးကြောင်းမဟုတ်သလိုဒီ post ရဲ့အလဲရဲ့တောင်းလည်းမဟုတ်ဘူးတိုင်ပင်းနာကတ်ဝင်တာလည်းမဟုတ်ဘူးအတွင်းကိုအများကြီးကြာပြီးဆိုတော့ဒါဆိုရင်သူ့လက်လေးနဲ့တော့ထိပြီးတော့ဟိုကန်ချက်ကအရင်ပါဝါပါတဲ့ခါကျတော့လက်နဲ့ထိပြီးဝင်သွားတာမျိုးဆိုတော့လက်ကန်သေးတယ်သူကအဲ့အဲ့ဘောလုံးစီကိုတော့မှတောင်းမကြတဲ့ဘောလုံးစီကိုတော့ရောက်ဖို့အဝေးကြီးလို့သေးတယ်ဘာကြောင့်လဲဆိုတော့ဟိုသူ့ရဲ့အဲ့ဒီခြေလှမ်းအကျင့်ပဲအဲ့ခြေလှမ်းအကျင့်တော့ကိုးပေးလိုက်ရတယ်ဒါပေမဲ့ဒုတိယပိုင်းမှာသူ save သွားတာတွေကအာဆင်နယ်အတွက်ဒါ2-0ဖြစ်သွားနိုင်တဲ့အခွင့်အရေးတစ်ကြိမ် နှစ်ကြိမ်ဆိုတော့ဒီဟာရီကတကယ် kill ဖြစ်သွားနိုင်တယ်။မန်ချက်စတာနဲ့နိုင်ပွဲစီကိုဥတည်သွားနိုင်တဲ့ဟာရီတော့သူကောင်းကောင်းပြန်ပြီး save သွားတယ်။ဆိုတော့ဒီ Arsenal ရဲ့ play နဲ့ပတ်သက်ရင်လေဒီ Manchester United အသင်းရဲ့ကွင်းဘက်ခြမ်းသွားပြီးတော့ long spell of possession သွားကစားနေလို့လေဘာမှအထိပ္ပယ်မရှိဘူးလေကစားတာကတူးချင်းလှုပ်ရည်ကန်ရည်လို့ဘာလို့ညာလို့ဒီဘလုံးသမားတူးဘလုံးအသင်းတစ်သင်းဆိုတော့ဒီအရင်နဲ့ပတ်သက်ရင် Arsenal ပိုကောင်းပါတယ်ဒါရှင်းတယ်ဒီ Arsenal ဟာဒီကစားသမားတူးချင်းစီရဲ့ ဒီ technical ability ကိုပြနိုင်တဲ့အသင်းလိုက်တွဲလုံးနေနဲ့ဒီ space တွေကိုရအောင်ရှာဖွေနေကြတယ်လို့ကျွန်တော်တို့တွေ့ရတယ်။သူတို့က space ကိုရှာကစားပြီး United ကစ space ဒီမှာမပေးအောင်ကစားရတယ်ဆိုတဲ့အနေထားပြီးတော့ tight set အတွက်ဒီကစားသမားတွေအများကြီးအရှိကိုပို့ပြီးတော့ကစားရတယ်။ဆိုတော့ကဒါ tight set ကိုတသိန်းနဲ့ကစားနေတယ်ပြီးတော့ nine set အဖြစ်နဲ့ကစားနေတာဒီတသိန်းမှရှိတယ်ဆိုတဲ့အနေထားလေးပထမမှာပြသနိုင်ခဲ့တယ်။ဆိုတော့ United ဒါကလည်းကျွန်တော်5-4-1 defensive shape ၊ကျွန်တော်4-5-1 defensive shape ချင်းချင်းပြီးတော့ကစားသွားရတယ်။ ် United ကစားသမားတွေခြေထဲမှာဘောလုံးရှိပြီဆိုရင်ဘောလုံးက5စက္ကန့်10စက္ကန့်များသောအားဖြင့်5စက္ကန့်10စက္ကန့်ဆိုပြတ်တာပဲတချို့အနေအထားတွေမှာမှဟိုစက္ကန့်20လောက်ကင်ပြီးတော့သို့မဟုတ်3 4 5ချိန်လောက်ပေးပြီးတော့ဒီ Arsenal ကအချိန်တန် position regaining ပြန်လုပ်တာဆိုတော့ဒီလိုအနေအထားမျိုးကစားနိုင်တယ်နောက်တစ်ချက် Manchester United ဆိုတာကပထမပိုင်းမှာပေါ့လေကိုယ်ကစားသမားတူဘောလုံးရပြီဆိုရင် final top ဆိုမှာဘောလုံးရလာပြီဘောလုံးကဥမာ Mazraoui ဆွဲတက်လာပြီ Delap ဆွဲတက်လာပြီ အဲ့တောင်းမဲ့ကစားသမားတွေဘောလုံးတောင်းမဲ့ကစားသမားတွေအကုန်လုံးရက်နေကြတယ်အဲ့အဲ့တိုက်သူအရှိမရှိတဲ့ကစားသမားတွေအကုန်လုံးကဟို option တွေမပေးဘူး positive ဘလို့ခေါ်မလဲဆို opening တွေဖွင့်မပေးဘူးအဲ့အဲ့ဒီ option တွေမဖန်ပြီးတီးပေးတဲ့အခါကျတော့ဘောလုံးကဘယ်ပေးလို့ပေးအောင်မသိဘူးနော်ဟိုရောင်ဒီရောင်နဲ့နောက်ပြန်ရောက်ပြီးတော့ပြန်ကန်တင်ဘောလုံးပြန်ဒါမျိုးတွေတွေ့ရပြီးတော့ zagzi လုံးလို့မရဘူး physical battle ရတော့လောက်အောင် technical battle ရတော့လောက်အောင်ဒါ winner flower ကိုမရှင်းနိုင်ဘူးဒါပထမအကြိမ်လေးပေါ့ဆိုတော့ ဒီ game ကို Arsenal ကကွင်းလေကိုလွှမ်းမိုးထားတယ်တိုးချင်းအနေနဲ့လည်းလွှမ်းမိုးထားတယ်အသင်းလိုက် face အနေနဲ့လည်းလွှမ်းမိုးထားတယ်အဲ့ဒီအနေအထားမှာဒီ Manchester United ရဲ့အသင်းဟာဒီပထမပိုင်းရဲ့တလုံးနဲ့သောဂိုးပေါက်တဲ့ကံကြဲကနေပြီးတော့ကိုးရပါတယ်ဒီနေ့မှာ Arsenal အများကြီးကောင်းတာမှန်ပြီမဲ့အပိုင်အခွင့်အရေးမပါတဲ့အပိုင်အခွင့်အရေးမပါတဲ့ပုံစံပုံစံကောင်းလို့အပိုင်အခွင့်အရေးမပါတဲ့ဒီဘလော့ကောမလဲဆိုတော့ဘောလုံးကင်ကစားပုံဒီ possession base တို့ ဒီအရာတွေကဘာမှတန်ဖိုးမရှိဘူးတကယ်တမ်းကျတော့အဲ့တော့ Glasgow ရှင်ပြတဲ့အသင်းကို Manchester United အသင်းက pressure absorb လုပ်ပြီးတော့ဒီ counter attack နဲ့ပြန်ကစားဖို့ကြိုးစားတဲ့အခါမှာအဲ့တော့ counter attack နဲ့ပြန်ကစားတဲ့အပိုင်းအထိအဆင်မပြေဘူးမြဲဒီ Arsenal အသင်းရဲ့တိုက်စစ်ကို AACC ကဒီကြံ့ကြံ့ခံပြီးတော့နောက်ဆုံးတူးချင်းရှင်ပြတော့လူအရေးအတွက်ပို့သုံးပြီးတော့ကစားတော့ဒါဟိုလက်ရှိအချိန်မှာ Arsenal ကပိုကောင်းတဲ့အသင်းလေးပိုကောင်းတဲ့အသင်းကိုဒီလိုရင်ဆိုင်တာ Manchester United ကမှန်တယ်အဲ့ဒီအပိုင်းပြီးတော့အလုပ်လည်းဖြစ်တယ် အလုံးလည်းဖြည့်ပြီးနောက်ဆုံးကျတော့၄ပါရတော့သေးတယ်။ဆိုတော့အဲ့ဒီအခါမှာဒီဒုတိယပိုင်းကျတော့ Arsenal ကိုဘာလို့မြင်ရလဲဆိုတော့ panic ဖြစ်လာတယ်။ဒါပေမဲ့ panic ဖြစ်တဲ့အချိန်မှာ Arsenal အသင်းရဲ့ကစားပုံကနည်းနည်းလေးပုံပြီးတော့ကြောက်စရာကောင်းတယ်။သူတို့လောနေတာမှန်တယ်။တချို့တိတ်ဆက်လေးတွေလွဲနေတာမှန်တယ်။ဒါပေမဲ့အချိန်အဟုန်နဲ့ကိုရလို့ဆိုအပြည့်နဲ့ကစားတာကိုမြင်ရပြီးတော့ဝမ်းဝမ်း draw လည်းဖြစ်လည်းဖြစ်ပြီးတော့ Arsenal ကထုံးစံအတိုင်းအီးလဲလဲပြန်ဖြစ်သွားပြန်အောင်အဲ့အဲ့ကြီးကတော့အဆင်မပြေဘူး။ဆိုတော့နောက်ဆုံးခြုံကြည့်လိုက်ရင်ဒီ Mikel Arteta လည်း ဒါတီကကျင်းနိုင်မဲ့ result ပဲပြီးတော့ Ruben Amorim အတော့လဲဒါသူသူအနေနဲ့ကတော့တချို့အပိုင်လုံးတွေသာဝင်ခဲ့ရင်ဆိုတဲ့အတွေ့အထူးသဖြင့်နောက်ဆုံးမိနစ်ဆိုတဲ့ဟာမျိုးကချေပါကိုပြန်ပေးဖို့ဟိုဘယ်လိုခေါ်လဲချေပါကိုပြန်ပေးရဖို့အခွင့်အရေးနေသွားပြီဒီ Bruno Fernandes ရဲ့ကံကြံမျိုးဝင်သွားခဲ့ရင်ပြီးတော့ဒီဒါ David Raya double save ပေါ့ဝင်သွားခဲ့ရင်ဒါကတော့နိုင်ပြီလေသူအနေနဲ့ဒီအတွက်နှမျောကောင်းနှမျောမယ်ဒါပေမဲ့သူအတွက်လည်း အ ਨੇ ဆုံးတော့ဒီအာဆနယ်အသင်းကိုတည်ကလာနိုင်ခဲ့ခြင်းကအကျဉ်းနဲ့ဆက်တည်တမလို့ပဲပြောရမယ်ဆိုတော့ဟိုကျွန်တော်အရှိမအခုဒါဒီဗီဒီယိုမရိုက်ခင်မှာ UK match day or champions တို့ခုခုမှတင်နေမယ်ကျွန်တော်အဲ့မှာလမ်းပို့ပေးလိုက်တဲ့နေရာမှာတခုတော့ပြောတာက Robin Emery လိုချင်တဲ့ပုံစံပုံစံကွက်ပေါ့နော်အဲ့ဒီ mole တချို့ဒီဘက်မှာအလုပ်ဖြစ်ခဲ့တာတွေ့ရတယ်နည်းတော့နည်းသေးတယ်ဒါပေမဲ့နောက်ပိုင်းမှာအဲ့ဒီအလုပ်ကို ပမာဏနိုင်လောက်လာမယ်ကက်ဆက်စီလောက်လာနိုင်မယ်ဆိုရင်ဒါမှချက်စွမ်းနဲ့အတင်းဟာဟိုပြန်ပြီးတော့အားကောင်းတဲ့အခွင့်အရေးတွေနဲ့ရလက်ကောင်းတွေပေါ့နော်ဒီထိပ်ဆုံးတန်းရောက်ဖို့လိုပါသေးတယ်ရလက်ကောင်းတွေယူနိုင်တဲ့ချန်ပီယံစ်လိဂ်သို့မဟုတ်ဥရောပဝင်ခွင့်တွေကိုစိန်ခေါ်နိုင်တဲ့အနေအထားကတော့ပြန်ရောက်လာမှာလို့ဒါမြင်နေပေါ့ဆိုတော့ဒါထားပါတော့ပြောစရာအများကြီးရှိသေးတယ်ထပ်ပြောချင်တာလေနောက်နေ့မှထပ်ပြောတာပေါ့ဒါကတော့ဒီမန်ချက်စတာ United 1-1ဒီအာဖနာပေါ်နေပတ်သက်ပြီးတော့တုံ့တက်ခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတဲ့ဖော်ဘောမှာဆိုင်ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်